ကျွန်တော်တို့ TikTok မှာ TikTok စော်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ TikTok မှာတင်လိုက်တဲ့ဗီဒီယိုတခုကိုကိုကတခြား Facebook လိုမျိုး platform တခုမှာလည်းတင်ကျင်နေပါတော့အချိန်မှာကိုကဖုန်းထဲကိုပြန်ပြီးတော့ save လိုက်တယ် save လိုက်တဲ့အချိန်မှာ water match ကြီးပါလာတယ်ပါ water match ကြီးလဲဆိုတော့အကျွန်တော်ကျွန်တော်ကိုယ့်ရဲ့ username ကြီးပါတော့ username ရဲ့ video ထဲမှာပါလာတယ်အဲ့လိုမျိုးပါမလာအောင်လို့လုပ်လို့ရတဲ့နည်းလမ်းလေးရှိပါတယ်ဘယ်လိုပဲလုပ်အောင်လဲဆိုတော့ကျွန်တော်အတူတူကြည့်ကြည့်လိုက်ရအောင်ဥပမာဒါဆိုရင်ကို TikTok ဆော်ထားတဲ့ video လေးပဲတတ်မှတ်လိုက်ပါဒါကိုကျွန်တော်က TikTok မှာတင်လိုက်တော့မယ်အဲ့ဒီအချိန်မှာကျွန်တော်ကတခြား platform မှာတင်ကျင်နေဆိုတော့ဖုန်းထဲကို save မှာပြီးပါတယ်အဲ့တော့ကျွန်တော်တက်တော့မှာဗီဒီယိုမတင်ခင်တက်တော့မှာရှိရဲ mobile option ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ဆိုတော့ကျွန်တော် set to device ဆိုတာနှိပ်လိုက်ပါ set to device ဆို ကိုနှိပ်ပြီးသွားရင်တော့ကိုတင်လိုက်တဲ့ဗီဒီယိုကဖုန်းထဲမှာလည်းရောက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ water match ပါနေမှာပါ။ water match ပါခြင်းဆိုရင်တော့သူ့အောက်မှာရှိရဲ six four foot water match ဆိုတာကိုပိတ်ထားလိုက်ပါ။ဒါဆိုရင်ကိုတင်လိုက်တဲ့အချိန်မှာဖုန်းထဲကိုဆစ်လိုက်တဲ့ဗီဒီယိုက water map မပါဘဲနဲ့အဲ့လိုပဲကိုယ့်ဖုန်းထဲကိုရောက်နေမှာပဲဖြစ်ပါတယ်။ခုလိုမျိုးတတော်နဲ့ပတ်သက်ပြီးတော့ကြားသိကျင်တာရှိရင်လည်း comment မှာဝင်ပြီးတော့ပေးသွားလို့ရပါတယ်။ကျွန်တော်လည်းဒီလိုဗီဒီယိုလေးအမြဲတမ်းထုတ်ပြီးတော့တင်ပေးသွားပါမယ်။ကျွန်တော်ကတော့ social fitness မှာကဂျူမတ်ဆာဖြစ်ပါတယ်။